စီမံကိန်းနဲ့ဗန်နာယုံကြီးဌာနမြမလေအောင်ဖွံ့ဖြိုးရေးပန်းအနေနဲ့မိုးတိနိုင်အချိန်မီစိုက်ပျိုးနိုင်ရေးအတွက်ရည်ရွယ်က2025-2026ကျောင်းဗန်နာနှင့်မမိုးရသည့်စိုက်ပျိုးစဉ်အချိန်ငွေကိုငွေကျန်း938ဒသမ1ဘီလီယံထုတ်ချေရန်ရထားပြီးတောင်သူပေါင်း12000ကျော်စာရေးကားပေါင်း8596ဧကအတွက်မေလ23ရက်နေ့ထိထုတ်ချေပြည့်စုံမှုကတော့ချင်းငွေ17ဒသမ36ဘီလီယံဖြစ်ကြောင်းသိရပါတယ်။မိုးရသည့်စိုက်ပျိုးစဉ်အချိန်ငွေကို2025ခုနှစ်မေလမှာ 2025ခုနှစ်စက်တင်ဘာလအထိထုတ်ချေပြီးသောမှာဖြစ်ကြောင်းနဲ့ပတ်သက်ပြီးမြမလေယာဖွံ့ဖြိုးရေးပန်ရုံးချုပ်ချင်းဝေမူဝါဒဌာနခွဲမှဒုတိယအထွေထွေမန်နေဂျာဒေါ်စောဆန္နာဝင်းကအခုလိုပြောပါရယ်မနက်ရောက်ဖွံ့ဖြိုးရေးပန်ပေါ့နော်နှစ်စဉ်ရာသီလိုက်ဆက်ရိုးစိတ်ချင်းွေတွေကိုထုတ်ချပြည့်ပြည့်ရှိပါတယ်။ဒီ2025 2026ဘဏ္ဍာရေးနှစ်မှာလည်းဒီ 2025မိုးချင်းငွေကို938တက်တမ21ဘီလီယံစောင်းချင်းငွေကိုတော့139တက်တမ63ဘီလီယံနဲ့မိုးချိုချင်းငွေကို30ဘီလီယံစုစုပေါင်း688တက်တမ11ဘီလီယံကိုထုတ်ချေဖို့ကြေညာထားပါတယ်အခု2025မိုးချင်းငွေကိုတော့2025မေလဒီ16ရက်နေ့အစပြင်ပြီးတော့စက်တင်ဘာလကုန်ဒီထုတ်ချေပြီးတော့မှဖြစ်ပါတယ် 是秋季那几年里，伢了，主要的因为嘛是卫生原因，是吧？有这个差别了，喏，是吧？到秋季那几年里，七点二点呢，就没有做，今年是话，同学集中了有，虽然没有那几年里个秋去比较多嘛，去打的。 အခုဆိုရက်ရှိမှာဆိုလို့ရှိရင်တော့ဒီ2025မိုးချင်းဝေတော့မေလ16ရက်နေ့ကစပြီးတော့တနင်္ဂနွေလုံးတိုင်းတာနဲ့စတင်ထုတ်ချပြနေတာဖြစ်ပါတယ်။16ရက်နေ့ကစပြီးတော့ပေါ့နော်73ရက်နေ့ထိမှာဆိုလို့ရှိရင်တနင်္ဂနွေလုံးတိုင်းတာနဲ့တောင်သူဦးရေ12000ကျော်အတွက်သူတို့ရဲ့ site အေက10000 969ဧကအတွက်ကိုချင်းမေပေါင်းက17.36 BDN ကိုထုတ်ချေးပေးပြီးသွားပြီးဖြစ်ပါတယ်။လက်ပြီးတော့ထုတ်ချေးပေးသွားဖို့စီစဉ်ဆောင်ရွက်နေပါတယ်။မိုးချင်းကိုရထုတ်ချေးကဏ္ဍကတော့ဒီမေလာနေပြီးတော့စက်တင်ဘာလကုန်ပြီးထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ထုတ်ချေးတဲ့နေရာမှာလည်းစပားတေကကိုတက်ကသိန်းခွဲနှုတ်နဲ့ပေါ့နော်။ဒါအခြားသီးနှံနေဖြစ်တဲ့ဆိုတော့ငါပြောခဲ့တဲ့စီထွက်သီးနှံ၊မြေပဲနှံ၊ပဲမြုပ်စုံ၊ချင်းမြင်ရှိပါစားတဲ့သီးနှံတွေကိုတော့တေကကိုတက်သိန်းနှုတ်နဲ့ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။အတိုးနှုတ်ကတော့ ဝိကျက်တရားပေါ်မှာ900ခန်းလုံးနဲ့ပြန်လည်တောက်ခံပါတယ်ပြန်လည်ပြစ်ဆက်ကလာတော့ဒီ2026ခုနှစ်ဧပြီလကုန်မှာဆိုလို့ရှိရင်တော့ပြန်လည်ပြစ်ဆက်ရမှာဖြစ်ပါတယ်။ပြန်လည်ပြစ်ဆက်ကလာကိုကြော်သွားပြီဆိုလို့ရှိရင်တော့အမားတို့ကတန်တိုးဖြစ်တရားပေါ်မှာ190ကိုတောင်သူတွေကနေပြီးတော့ကောက်ခံမှာမှာဖြစ်ပါတယ်။ဒါကြောင့်မလို့နေရာကဏ္ဍကိုဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုတောင်သူတွေရဲ့အဓိကစုံငန်းတွေဖြစ်တဲ့နေရာစိုက်ပျိုးရေးခဏ္ဍမှာလိုအပ်တဲ့စိုက်ပျိုးစိတ်ရင်းကြီးတွေကိုပေါ့နော်တောင်သူတွေအတုံးတုံးတက်တာဆိုတာနဲ့ထုတ်ယူရရှိဖို့ ပြီးတဲ့အခါမှာစိုက်ပျိုးရပြီးမီသူတို့ရဲ့နေရာလက်ငန်းခွင်မှာအထောက်ခံထုတ်လုပ်ရရှိဖို့အတွက်ကိုရည်ရွယ်ပြီးတော့ဘုရားကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရည်ရွယ်ချက်တွေနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ် အရင်ချင်းဝင်များပြေးကျေစွာပင်းဆက်တဲ့တောင်တူလေသမားဦးကြီးများအနေနဲ့2025မိုးရသည်စိုက်ပျိုးစဉ်ချင်းဝင်များအချိန်မီရရှိနိုင်ရေးအတွက်မြမလေယောင်ဖွံ့ဖြိုးရေးဘဏ်သက်ဆိုင်ရာခရိုင်မြို့နယ်ပန်းခွဲများနဲ့အမြန်ဆုံးဆက်သွယ်ကြပါရန်အသိပေးထားကြောင်းလည်းသိရပါဗျ။ဒီသတင်းကိုသတင်းတောက်မှတ်သစဉ်တွေကဆက်သွယ်မေးမြန်းထားတာဖြစ်ပါရဲ့ရှင်။